မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့ February 6ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်မှာရှမ်းလေပြင်းစစ်စခန်းကိုစစ်ကူလာတဲ့စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာစစ်ကောင်စီဘက်က15ဦးထက်မနည်းသေဆုံးပြီးလက်နက်ခဲယမ်းတချို့ကိုသိမ်းဆီးရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇန်နဝါရီလ29ရက်နေ့ကလေးကတော်လိုင်းတပ်များကတန်တောင်ကြီးမြို့နယ်ရှမ်းလေပြင်စစ်ကောင်စီရဲ့တပ်စခန်းကိုပိတ်ဆို့ခဲ့ပြီးတဲ့နောက်နေ့စဉ်နေ့တိုင်းတိုက်ပွဲများအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။စစ်တပ်ကလေကြောင်းပစ်ကူလက်နက်ကြီးပစ်ကူများနဲ့ဇက်တိုက်ပစ်ခတ်တိုက်ခိုက်နေခဲ့တယ်လို့သိရပါတယ်။ဖေဖော်ဝါရီလ9ရက်နေ့မှာကြေးကတော့တပ်စခန်းကနေစစ်ကူစစ်ကြောင်းကပိတ်ဆို့ခံထားရတဲ့ရှမ်းလေပြင်စစ်တပ်စခန်းကိုစစ်ကူလာရောက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းကို KNL ဦးဆောင်တဲ့တပ်များကကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က15ဦးထက်မနည်းတိုက်ဆုံပြီးလက်နက်ခဲယမ်းများကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။ရှမ်းလေပြင်စစ်တပ်စခန်းကိုဇန်နဝါရီလ29ရက်နေ့ကတည်းကဖြတ်တောက်ပိတ်ဆို့ထားတာပါ။တိုက်ပွဲတွေကတော့နေတိုင်းပဲစစ်တပ်ကလေကြောင်းပစ်ကူတွေနဲ့ရောလက်နက်ကြီးပစ်ကူတွေနဲ့ပါခုခံနေတယ်။ဖေဖော်ဝါရီလ9ရက်နေ့မှာသူတို့စစ်ကူအင်အားတွေဖြည့်ဖို့လာရင်းနဲ့ဂျားဖြတ်တိုက်ခိုက်လိုက်တာပါ။စစ်ခွင်းတော်တော်များများထိခိုက်ဒဏ်ရာရရှိပြီး15ကောင်ထက်မနည်းတိုက်ဆုံသွားပါတယ်။အလောင်းတွေကိုပြန်မတင်နိုင်မဲနဲ့အကုန်လုံးကကိုလွတ်ယုံပြီးတော့ပြေးကြတယ်။စစ်ကူလာတဲ့တိုက်ရင်ကခလိုက်ရ29တိုက်ရင်မှာ ယနေ့အထိမငြိမ်သေးပါဘူးအခုတော့နည်းနည်းငြိမ်နေတယ်ပြည်သူတွေကိုပြောချင်တာကတော့ဆက်ပြီးတော့အားတင်းထားကြပါအောင်ပွဲတွေနီးလာပါပြီလို့ KNL တပ်မဟာနှစ်ကတောင်းရှိသူကပြောပြထားပါတယ်အကြမ်းမဲ့စစ်ကောင်စီရဲ့စစ်ကူစစ်ကြောင်းကို KNL တပ်မဟာနှစ်အထူးတပ်ရင်း KNDO တပ်ခွဲလေးနဲ့ MPTF 806ပူးပေါင်းတပ်ဖွဲ့ကကြားပြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်တန်တောင်တောင်ကိုလမ်းပိုင်းတောပြာကြီးလမ်းခွားမှာစစ်ရင်တန်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခတ်ရာစစ်သား6ဦးသေဆုံးပြီးစစ်ကားတစ်စီးတိမ်းမောက်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဖေဖော်ဝါရီလ10ရက်နေ့ညနေ3:00ခွဲအချိန်မှာ တန်တောင်ကြီးမြို့နယ်ဘရင်တောင်အခြေစိုက်တပ်စခန်းကတောင်ကိုဘက်ကိုဆင်းလာတဲ့အာနာသိန်းအကြမ်းဖက်စစ်ကောင်စီရဲ့ရင်ဆဲစည်းပါတဲ့ရင်တန်းကိုတောပြကြီးလမ်းကွာအရောက်မှာမိုင်းဆွဲပြီးတော့ပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးတိုက်ခိုက်မှုများအတွဲမှာအကြမ်းဖက်စစ်ကောင်တစီတိမ်းမောက်သွားပြီးတော့ကားပေါ်မှာပါလာတဲ့စစ်သား6ဦးတိဆုံးပြီး6ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ပစ္စည်းတွေမသိမ်းနိုင်ခဲ့ပါဘူး။ကျန်တဲ့ကားတွေကလာခေါ်သွားတာပါ။အပြန်အလှန်ပြစ်ခတ်မှုတော့ဖြစ်ခဲ့ပါတယ်လို့ KNL တမဟာနှစ်တိုင်ရင်ကတောထီခိုက တောင်ရှိသူတို့ကရှင်းပြထားပါဗျ။၎င်းတိုက်ခိုက်မှုကို KNL တမဟာနှစ် တိုက်ရင်ကတက်ခွဲတုံးကရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ AOD တိုင်းတာပေါင်းမြို့နယ်ရွှေတန်းစစ်မြေနားပြင်မှာ စစ်ကောင်စီရဲ့တိုင်းမဟုံငါးလေးကျင်ရေးတပ်ကတက်ချက်သိန်းထွန်းဟာ AA ရဲ့စနိုက်ပါနဲ့ပြစ်ခတ်ခံရပြီးတော့အသက်အန္တရာယ်ဆိုးရိမ်နေရကနောက်ဆုံးအခြေအနေကိုရောက်ရှိနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဖော်ဝါရီလ9ရက်နေ့ကတာပေါင်းမြို့နယ်အတွင်းရွှေတန်းမှာတက်ချက်သိန်းထွန်းဟာ အေးအေးရဲ့စနိုက်ပါနဲ့ပြစ်ခတ်ခံလိုက်ရပြီးတော့လက်ရှိအသက်အန္တရာယ်ဆိုရင်ရတဲ့အတွက်ပသိမ်ဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်စစ်တပ်ကသူ့ရဲ့တပ်ဆိုင်ရာမိသားစုကိုနောက်ဆုံးအချိန်မှလာရောက်ပြီးတော့တွေ့ဆုံရန်ခေါ်ယူထားပြီးပြီလို့ပြောပါတယ်တက်ချက်တိန်ထုံးကအင်္ဂဘုံမြို့နယ်ကွင်းကောက်ဒေသနွားချံအုပ်စု ကုန်းကောင်ကြီးရွာသားပါတိုင်းမဟုတ်ငါးမှာတာဝန်ကြရင်းနဲ့တာပေါင်းရှေတန်းကိုထွက်ရပါတယ်ဖေဗူလာ9ရက်နေ့ကတာပေါင်းမြို့နယ်ရှေတန်းမှာနောက်ကျောကိုအေအေကစနိုက်ပါနဲ့နှစ်ချက်ပစ်လိုက်တယ်အခုတော့သေဖို့များတယ်သူ့မိန်းမနဲ့မိသားစုကိုလည်းနောက်ဆုံးအချိန်မှာခေါ်ယူထားပြီးပါပြီလို့စစ်တပ်သတင်းရင်းမြစ်ကရှင်းပြထားပါတယ်ဇန်နဝါရီလ28ရက်နေ့ကလည်းတာပေါင်းမြို့နယ်တစ်ဖြူကျေးပါစစ်တပ်စခန်းကိုရိတ်ခါတွားရောက်ပေးဖို့တယ်တာပေါင်းမြို့မှာရဲစခန်းမှုဒူရဲမှုဝင်းနိုင်ဦးဟာအရခတက်တော်အေအေရဲ့ပစ်ခတ်လိုက်တဲ့စနိုက်ပါကြီးထိမှန်ပြီးတော့တေဆုံးသွားခဲ့ပြီး အလောင်းကိုတော့ပြတ်မကောက်ရဲတဲ့အတွက်အလောင်းမပါဘဲနဲ့နာရေးရက်လဲဆုံးသွက်ခဲ့ရကြောင်းတရေရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်နဲ့ဒဝယ်မြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းများကို drone နဲ့ဘုံးကျဲတိုက်ခိုက်ခြင်းပြစ်ခတ်တိုက်ခိုက်ခြင်းများကိုလုံဆောင်ခဲ့ရာစစ်ကောင်စီတပ်သား6ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ25ရက်နေ့မနက်7:00နာရီခွဲအချိန်လောင်းလုံးမြို့နယ်ကြောင်နေမော်ချေးရွာမှာရှိတဲ့ရေခဲစက်ရုံဟောင်းကို drone နဲ့ဘုံးဒီတလုံးကျဲချတိုက်ခိုက်ခဲ့ပြီးတော့စစ်ကောင်စီတပ်သားများထိခိုက်သေဆုံးမှုကိုစုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။အလားတူပဲမွန်လွဲ7:40မိနစ်အချိန်မှာကြောင်နေမော်ချေးရွာဖျားတောင်တာဝါတိုင်းဂုံးမှာရှိတဲ့ ျမ်းမာစစ်တပ်စခန်းကိုဒရုန်းနဲ့ပြင်းအားဖြင့်ဘုံဒီတလုံးထမှန်ကျဲချတိုက်ခတ်ရောက်စစ်သား၅ဦးသေဆုံးပြီး၄ဦးအပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ဇန်နဝါရီလ26ရက်နေ့မနက်10:00နာရီခွဲအချိန်မှာလောင်လုံးမြို့နယ်ကြောင်းနေမော်ကျေးရွာဖရားတောင်တာဝါတိုင်းစစ်တပ်စခန်းကုန်းကိုဒရုန်းနဲ့ဘုံဒီနှလုံးထမှန်ကျဲချတိုက်ခတ်ခဲ့ပြီးတော့စစ်ကောင်စီတပ်သားများထိခိုက်သေဆုံးမှုကတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။နေ့လယ်7:00နာရီ10မိနစ်မှာလည်းကြောင်းနေမော်ကျေးရွာရေခဲဆက်ယုံဟောင်းကိုလက်နက်ကြီးပစ်ကွင်းအတွင်းကိုဒရုန်းနဲ့ဘုံဒီတလုံးထမှန်ကျဲချတိုက်ခတ်ရောက် စစ်ကောင်စီတပ်သား၄ဦးနေရာမှာတင်ပွဲချင်းပြီးတေဆုံသွားတယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့ဖေဖော်ဝါရီလ၁ရက်နေ့မနက်၁၇နာရီအချိန်ဒဝယ်မြို့ကျက်စားပြင်ရက်ကွာမှာရှိတဲ့နာတလာရုံးကို drone နဲ့ဘုံသီးတလုံးမွန်လယ်နှစ်နာရီအချိန်မှာလဲလောင်းလုံးမြို့ပေါ်မှာရှိတဲ့ထွေအုံရုံးကိုဘုံသီးတလုံးညနေ3နာရီအချိန်မှာလောင်းလုံးမြို့မှာရဲစခန်းကို drone နဲ့ဘုံသီးတလုံးညနေ3နာရီ40မိနစ်အချိန်မှာလောင်းလုံးမြို့မှာရဲစခန်းအတွင်းကိုနောက်ထပ်ဘုံသီးတလုံးထမှန်ကျဲချတိုက်ခိုက်ခဲ့ပြီးတော့စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။နောက်ဆက်တွဲထိခိုက်သေးဆုံးမှုကတော့စုံစမ်းနေတုန်းမှာပဲအခုလက်ရှိသိထားရတာကတော့ထုတ်ပြန်ထားတဲ့အရေးအတွက်တိုင်းပဲအတည်ပြုနိုင်ပါသေးတယ်လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံရှဲတို့ကပြောပြထားပါတယ်။၎ ောင်း drone စစ်စင်ရေးကိုလောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့ TPLF တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်း6ဦးမြို့နယ်မှာအင်းစည်းကားများနဲ့တွာလာနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခတ်ရာစစ်ကောင်စီဘက်က3ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ10ရက်နေ့မွန်းလွဲတနင်္လာ20မိနစ်ခန့်မှာနယ်ရီကန်စစ်တပ်အထိုင်းစခန်းကပြည်သူပိုင်ကားများနဲ့လိုက်ပါလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုနယ်ရီကန်နဲ့ရေပိုးစားကြားလမ်းခွဲဇရက်အနီးမှာကားပေါ်ကနေဆင်းလာတဲ့စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးပွဲချင်းပြီးသေဆုံးက ထိခိုက်ဒဏ်ရာရရှိသူတွေလည်းများပြားခဲ့တယ်လို့သိရပါတယ်။မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်တော်လိုင်းရဲဘော်များကိုစစ်ကောင်စီတပ်သားများကလိုက်လံပစ်ခတ်ခဲ့တော့လဲအထိခိုက်မရှိဘဲနဲ့အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။နတ်ရီကန်ခွေးစခန်းအထိုင်ကနေပြီးတော့ပြည်သူပိုင်ကားတွေနဲ့လိုက်ပါလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုနတ်ရီကန်နဲ့ရေပိုးစားကြားလမ်းခွဲဇရက်အရောက်မှာစစ်ခွေးတွေကကားပေါ်ကနေဆင်းလာပြီး9မိနစ်လောက်အကြာမှာကျွန်တော်တို့မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ အကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးနေရာမှာတင်လဲကြသေဆုံးပြီးဒဏ်ရာရတဲ့သူတွေလည်းများပြားခဲ့ပါတယ်လို့ Snipe Rangers Post Local PDF ကတောင်မရှိသူကပြောပြထားပါတယ်။၎င်းတိုက်ခိုက်မှုကို Snipe Rangers Post Local PDF PGC မြင်းမှုနဲ့ရဲကြီးပကပတို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဆက်လင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်ဆက်တပ်ကအုံတော်ရွာကိုထပ်မံမိရှုဖျက်ဆီးနေပြီးတော့ထောင်ထဲချီတဲ့ပြည်သူများဟာဘေးလွတ်ရွာကိုထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဖေဖော်ဝါရီလ9ရက်နေ့မနက်7:45မိနစ်ခန့်ကစပြီးတော့ဆက်လင်းမြို့နယ်လင်းစင်းတိုက်နယ်အတွင်းမှာရှိတဲ့အုံတော်ရွာကိုအကြမ်းဖက်ဆက်ကောင်စီတပ်သားများကထပ်မံစစ်ကြောင်းထိုးမိရှုဖျက်ဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ်ဒါအပြင်ထောင်ထဲချီတဲ့ပြည်သူများဟာလည်းဘေးလွတ်ရွာကိုထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့သိရပါတယ် ။အုံတော်ရွာအတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားများလက်ရှိအချိန်ထိရှိနေတဲ့အတွက်ကြောင့်နေအိမ်ပြည့်စည်မှုအခြေအနေနဲ့ပြည်သူများထိခိုက်မှုအခြေအနေကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါရတယ်။နေအိမ်ပြည့်စည်မှုအခြေအနေနဲ့ပြည်သူတွေထိခိုက်မှုအခြေအနေတွေကိုတော့ ကျွန်တော်တို့တွေအတိမပြုတ်နိုင်သေးပါဘူးခွေးစစ်ကြောင်းကပြန်မဆုတ်သေးဘူးဆိုတော့အတိပြုတ်ဖို့ခက်ခဲနေပါတယ်လို့စလင်းပြည်သူကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်အလားတူပဲဇန်နဝါရီလ30ရက်နေ့ကလည်းစလင်းမြို့နယ်အတွင်းစစ်ကြောင်းထုံးနေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့2935လေး255တပ်ရင်းများကစစ်ကောင်စီတပ်သားအယောက်300ခန်းဟာအုံတော်ရွာနဲ့ကညက်ကျေးရွာများကိုအကြောင်းမဲ့မိရှုပ်ဖြတ်စည်းခဲ့ပြီးတော့ကျေးရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်ပစ္စည်းများကိုစိတ်ကြိုက်ခိုးယူလူရက်သွားတယ်လို့သိရပါတယ်ပြည်သူများအနေနဲ့သက်ဆိုင်ရာမြို့နယ်အဖွဲ့အစည်းများနဲ့ချိတ်ဆက်ပြီးတော့ ဘေးလွတ်ရာနေရာများကိုရှောင်တိမ်ကြရန်စလင်းပြည်သူကာကွယ်တပ်ဖွဲ့ကမြစ်တာရက်ခံထားကြောင်းတရင်ရရှိပါလိမ့်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးရဲ့ကျေးဇူးတင်ရှိပါလိမ့်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်ရတဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ you